လူအဖွဲ့အစည်းတစ်ခုမှာအဲ့ဒီပညာဆိုတဲ့ရည်ကြီးတစ်ပေါက်ရောက်သွားပြီဆိုတာနဲ့လူအဖွဲ့အစည်းတစ်ခုလုံးလမ်းလာပညာတတ်တဲ့သူတွေဥဆောင်မှုရဲ့နောက်မှာလက်ခဲ့ရတဲ့ပြည်သူတွေဟာပညာရဲရင်ပွဲလေတင့်သလိုပေါ့နော်နော်ပွဲလေမှာလည်းတင့်လာတယ်ဒီနေ့နစတဲ့뇌우돌란ရေးကိုဒီအင်ဒီအာတီရောက်လာခြင်းဟာဒီငါးနှစ်တန်းရဲ့တက်ရောက်မှုလို့ပြောလို့ရရနော်ရေဘူးပေါက်တာမလို့ချင်းရေပါဖို့ကအဓိကတယ်ဟုတ်တယ်ရေဘူးမှာပေါက်နေပါဆိုမှဘယ်လိုလုပ်ရေပါမှာတော့ဘူးလို့ကဲ ဒါပညာမဲ့တဲ့စကားတွေဒီစကားတွေဟာပညာမဲ့တဲ့တွေးခေါ်ခံယူချက်တွေလေဆိုတော့ဒီလိုမျိုးပုံစံနဲ့အုပ်ချုပ်ပြီးသွားလာတဲ့အခါမှာတိုင်းပြည်ရပါဖြစ်လေပညာဆိုတဲ့အပိုင်းမှာအကုန်လုံးအညွန့်တုံးသွားအလုံးပဲတော်လန်တော်နေတဲ့ပါဘာသာရေးကပြောတဲ့နိုင်ငံရေးတကားများအစီအစဉ်ကနေပြန်လဲကျူစုလိုက်ပါတယ်ပညာရှိတို့ရဲ့ကောင်းကျိုးတက်ရောက်မှုနဲ့ပညာရှိကိုစိတ်ကပ်မြေဝဲပေါင်းတင်ခြင်းခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာအပိုင်း၃ကိုရောက်ရှိလာပြီဖြစ်ပါတယ် အပိုင်း၃မှာပညာရှိနဲ့ပေါင်းသင်းရခြင်းရဲ့အကျိုးတွေကိုတိခါတော်ရဆရာတရာပေတရုမောလာနာဟာဘစ်ဂါရီဆရာစွန်နေဦးတို့နဲ့အတူခုလိုဆွေးနွေးတင်ပြထားတာပဲဖြစ်ပါတယ်ကျွန်တော်ကဒီပညာရှိကိုစိတ်ကပ်မိဝဲတဲ့ခါမှာဘာတွေအကျိုးရှိနိုင်မလဲဘာတွေတက်ရောက်နိုင်မလဲကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့နိုင်ငံရဲ့အရေးခင်တွေတိုင်းပြည်ရဲ့အခြေအနေတွေဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့တဆင့်သုံးသပ်ဆွေးနွေးကြရအောင်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့တောက်လျှောက်နော်တောက်လျှောက် ဲ့ကျွန်တော်တော့ရှေးတော့တိတ်မမိပါဘူးနော်90ကျော်ပါ90ကျော်ရှေးတော့တိတ်မမိပါဘူးဒါပေမဲ့ငယ်ကလေးကဖတ်ခဲ့ရတာပေါ့လေဖတ်ခဲ့မှတ်ခဲ့အဖေကပြောခဲ့တဲ့ဟာတွေကြားခဲ့ကြောက်ဖေကတော့ရှင်းပြီတောင်းပြီကြောက်ဖေကရှေးတော့ဆတ်တက်ဆတ်တက်ပုဂ္ဂိုလ်ဟိုကျွန်တော်တို့ခက်တည်နေတယ်ဆိုတော့ news news ဆိုတော့ဒါမှပြောင်းပြန်နိုင်ပြီးတော့ဆိုတော့သူကဖတ်ပြလာကြက်ထားတာတော့မသိဘူးဆက်တာလိုက်ရတာဒါပေမဲ့လက်တန်းပြောလို့ရတယ်သူအင်္ဂလိပ်ကိုလက်တန်းပြောလို့ရတယ်သူကအင်္ဂလိပ်အဲ့လောက်ကောင်းတာကျွန်တော်အင်္ဂလိပ် တာညံကျွန်တော်ကြားတာဒါလိုက်ပါတော့ဆိုတော့လုံခဲ့တဲ့ဆွဆွဆရာပြောခဲ့တဲ့ဆွဆွခဏလေးမှာဗာအပြင်စကားပေါ့နော်နှစ်80လောက်ကဟာနော်အဆက်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 ကဒီပညာရေးကိုအမျိုးမျိုးအပြောင်းအပြောင်းအလေလေလုတ်ခဲ့တာအဲ့တော့ကျွန်တော်တို့ဖခင်တို့တော့ဆိုရင်ရှေး9တန်းအောင်ဟာအခုဘွဲ့နှစ်ဘွဲ့ရလောက်တဲ့လူနဲ့ ပညာအတူတူပဲနော်သူတို့သူတို့တတ်တဲ့ဟာတွေကလေတိလေးလက်တန်းကြောင်းနိုင်တယ်နော်မူလာတန်းကြောင်းဖြစ်တယ်ကြောင်းဖြစ်တယ်တို့စီးစချီလေးရှစ်တန်းအောင်ဆိုရင်ကမြို့မြို့ပိုင်တို့ပါတော့ဟလားအေးပိုင်ဒါမျိုးတွေဖြစ်တဲ့ဟာဒါအဲ့တော့ကပညာကြီးကမြင့်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းကမဆလာလက်ထက်ရောက်လာတယ်ဟုတ်နော်မြမဆိုရှယ်လေးလမ်းစဉ်ပါတီကျွန်တော်တို့လုံးဝမေ့လို့မရနိုင်နဲ့ဟုတ်လားကျွန်တော်ကဘူရှုမှာအာကျွန်တော်တို့၄နှစ်၄နှစ်အားလုံး လေးနှစ်လေးနှစ်လေးနှစ်စမ်းတရာကာလာလေးလေးနှစ်တစ်ဖြက်လေးနှစ်တစ်ဖြက်မတူဘူးလေကာရန်ချက်တွေမတူသင်ယွန်းညွန်းတဲ့မတူနောက်ဆုံးကြကျွန်တော်ခင်မှာဘာဖြစ်လာလဲငါးတန်းရောက်မှလှဲဥတော်တွေ့ဘူးတာလေ ABCD ပြောတာလှဲဥတော်ဟမ်ကျွန်တော်ကလှဲဥတော်ခေါ်တယ်ငါးတန်းရောက်မှကဲသိပြီရောဒီကလေးကမဟုတ်ဘူးလားအဲ့တော့ငါးတန်းနေပြီးတော့သင်တာတော့၁၀တန်းလေးငါးနှစ်ငါးနှစ်တော့မှဒီအင်းဆိုဘလို့လို့ပြီးသူဟာဖြစ်နိုင်မလဲအဲ့တော့ဒီသင်ညာလို့ပြောဆော့ဆော့ understanding ကိုတောင်းမှတစ်စက်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 နေကြအောင်လောက်ခဲ့လောက်ခဲ့တော့ ို့ထွက်လာတဲ့ခေါင်းဆောင်နေရာလဲစောစောပြောတယ် wisdom မပြောနဲ့ဆရာရဲ့နော် wisdom ဘက်ကိုရောက်ဖို့မပြောနဲ့ပုံပုံရဲ့ဒီဘက်က understanding နဲ့ knowledge ဘက်လောက်မှာကိုမှဘာမှမဟုတ်တဲ့သူတွေကအောက်ချုပ်မှုတွေကိုရောက်လာဟုတ်တယ်အဲ့ကြောင့်အောက်ကအောက်ချုပ်မှုတွေကိုရောက်လာပေါ့အဲ့တော့ဒေါ်စိန်ချောင်းက၄နှစ်လောက်သွားတယ်သူတို့က1838ရက်နဲ့လောတလောကလုံးကအကုန်လုံးအလုံးစုံသိမြင်တော်မူသောနော်ပုဂ္ဂိုလ်မျိုးတွေလို့သူတို့ကိုသူတို့ထင်ပြီးတော့မှာကဲနောက်ဆုံးကြပါတယ်ဖြစ်လာတယ်ကျွန်တော်တို့တိုင်းပြည်မှာ လောက်ကမာလမိုးကြွှေကိုလေဟုတ်ပါဘောင်းမွေကနေပြောင်းနေတူလေဟုတ်လားဟုတ်တယ်စီဝါရေးဝင်းကြီးတက်လိုက်အောင်ဆောဆောဆရာပြောတဲ့အာကစားရေးကြအကုန်လုံးနှီးပါဌာနဆိုင်ရာအကုန်လုံးမိုးကြွှေကိုလေးကြီးပဲအဲ့ခါမှာတကယ်နောက်ဆုံးပြောမယ်ကျွန်တော်တို့တော်တော်ဟိုဘယ်လိုလဲတော်တော်တော့ဟိုလူတိုင်းကမြင်ပြင်းတဲ့ institution တစ်ခုရှိပါတယ်ဘာမှမရတော့ပြည်သူရဲအဲပြည်သူရဲမှာဆရာနှစ်မျိုးရှိတော့နော်တန်တေရဲရှိတယ် ဒီတန်တေဆိုတော့သူကအရက်သားလို့တော့ရဲတန်တန်းကြောင်သွားတက်တာတက်တာဟုတ်ရဲတန်တန်းကြောင်သွားတက်သူဥပဒေနားလဲတယ်ကွာရဲစီကံနားလဲတယ်ရဲဥပဒေနားလဲတယ်လောက်ရမယ်မလောက်အကုန်နားလဲတယ်ဒါပေမဲ့စောစောကပြောတယ်ဘောင်းကြီးဒါဒီဘက်မှာလည်းဘောင်းကြီးပေါ့လေကာလာပြောင်းသွားတာပေါ့ဗျာနော်ဆိုအဲ့ဘိုးချရှင်ကဘာမှမသိဘူးသူကဒါပေမဲ့ဒီပုတ်ကိုတည်းကဘာဖြစ်နေလဲတက်ကနေပြောအထက်ကနေဖြစ်လာတယ်မြို့နယ်မှုတွေဖြစ်လာတယ်ဒီနော်ဟိုဟိုမြို့နယ်မှုတွေဖြစ်လာဆမ်းမှုတွေဖြစ်လာအဲ့တော့သူတို့ဗမာပြည်ရဲ့ဌာနဆိုင်ရာတွေမှာအမိတ်မဲလေသူကနော်ဟုတ်တယ်တကယ်တမ်းတမိတ်မဲလေ ဘလောက်ပညာမဲ့လဲဆရာရဲ့သူတို့ပြောတဲ့စကားရေဘူးပေါက်တာမလို့ချင်းရေပါဖို့အဓိကတယ်ရေဘူးမှာပေါက်နေပါဆိုမှဘလောက်ရေပါမှာတော့လို့ကဲဒါပညာမဲ့တဲ့စကားတွေဒီစကားတွေဟာပညာမဲ့တဲ့တွဲခေါ်ခံယူချက်တွေလေဆိုတော့ဒီလိုမျိုးပုံစံနဲ့အုပ်ချုပ်ပြီးသွာလာတဲ့အခါမှာတိုင်းပြည်ရပါဖြစ်လေပညာဆိုတဲ့အပိုင်းမှာအကုန်လုံးအညွန့်တုံးသွားဟုတ်တယ်ဆောဆောတန်ကိုခံပြီးတော့အညွန့်တုံးတာအညွန့်တုံးသွားတဲ့အခါမှာဒီပညာနဲ့ wisdom ရှိတဲ့လူတွေပဲအုတ်ချုပ်လာတော့ တိုင်းပြည်ပါဖြစ်လာတယ်ဆုပ်ယုပ်တဲ့ဆုပ်ယုပ်ကြဆင်းတဲ့ကြဆင်းကျွန်တော်ငငယ်တော့ကနေအခုထားလိုက်ပါအနာမသိငင်ကာလအထိတောင်မှမတူတော့ဘူးလေအကုန်လုံးလေကျွန်တော်ငငယ်တော့ကတော်တော်ကောင်းကောင်းနေထွက်သေးတယ်အတိုင်းပြည်ရလေပစ္စည်းလေးတွေကတော်တော်ကောင်းနေထွက်သေးအဲ့ဒါအရင်တော့ကလှဟိုတော်တော်ပါလီမန်ခေတ်ရှိခဲ့တယ်ဗျပညာတတ်ကြီးတွေဗျအဲ့ခေတ်တုန်းကဆိုရင်လေနော်ဟိုအင်္ဂလိပ်ကျောင်းဆင်းနေမဆမ်ဟိုအင်္ဂလန်ပြညာသွားတဲ့နယ်လူတွေဒါမျိုးတွေပေါ့အများကြီးပေါ့နော်ဆိုတော့ရှိခဲ့တယ်တော်တော်ညာလေနောက်ပိုင်းမှာကျွန်တော်သိတဲ့အတိုင်းအားလုံးကြဆင်းပြီအခုကြတော့ okay ဟုတ်ပါပြီ တောင်းလျှောက်တောင်းလျှောက်အုပ်ချုပ်ခဲ့တဲ့အာဏာရှင်ပုံစံနဲ့အုပ်ချုပ်ခဲ့တဲ့အချိန်ချင်းချင်းချင်းအာဏာသိမ်းခဲ့တာဥနေဝင်းတဲ့အာဏာသိမ်းတာဟုတ်တယ်နော်ဟုတ်တယ်ဥနေဝင်းတဲ့အာဏာသိမ်းတဲ့26နှစ်ကြာတဲ့ခါမှာရှင်လုံးလုံးဖြစ်ပြီးတော့ခါထပ်ပြီးတော့အဲ့မှာဥစောမောင်ပေါ့ဗျာဒါကတော့ဟိုနာမည်ခံလိုက်ရတာပေါ့နော်အဲ့ကနေအစဉ်စဉ်တီမြဲသွားတာအခုဘာလဲပူတန်းရွှေပေါ့နော်အဲ့ဒါကသူ့လက်ထက်မှာဒါ main 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 key player အနေနဲ့လောက်တာတော့ဘုတ်ခင်ညွန့်ပေါ့ကျွန်တော်ပြောမယ်ဒါကတော့ပုဂ္ဂိုလ်ရေးတော့မဟုတ်ဘူးနော်ကျွန်တော်ကအဲ့ကာလာကြီးကိုကောင်းကောင်းကြီးကြော်ပြခဲ့တော့တိုင်းပြည်မှာလေနိုင်ငံရေးနဲ့ပတ်သက်ရင်လေကျွန်တော်အယွန်းမုံးဆုံးကခင်ညွန့်မယ် ်ကျွန်တော်ဟုတ်လားမွေဟောင်းမျက်နှာလေးဒီဒီလူထားလိုက်ပါတော့ကျွန်တော်အယွန်းမုံဆုံးနဲ့သူ့ကိုတော့ဟိုဒီနှလုံးထဲမှာနားတယ်ထားလိုက်ပါတော့ဟိုအဲဒါပုံကိုကြီးပြောတာတော့မဟုတ်ပါဘူးစင်ဖြတ်လည်းဖြတ်ပေါ်တော့နော်ဟုတ်ကဲ့တစိတပိုင်းလေးပေါ့အဲ့ခါကျတော့ဘုကင်းညိုလက်ထက်ကနေနောက်ဆုံးကြခဲ့တက်လာပါပြီလေငါတို့သမလာဤဆိုမှပြောင်းပြီးဦးသိန်းစိန်ဆိုတက်လာဟုတ်ပြီလားလို့ကြိလိုက်တာဟာဘာပြောလဲသလားသိပါတယ်ဦးစင်ဟုတ်တယ်ပညာရေးဆိုတာ အကျိုးမြတ်ပြန်မရနိုင်တဲ့ရည်ရည်ညွန်တော်မူတေယောတေယောတေယောဗျဒီလူတွေရဲ့စိတ်တဘောတာအတွေးခေါ်ဒီပြည်ချင်းမှာနန်းစီလောက်မှာစေတနာမရှိတဲ့ပုံစံဖြစ်သွားတယ်ဟုတ်ပြီနော်โอเคဒါကအဆက်ဆက်တက်ခဲ့တဲ့ရှုမောင်းခေါ်နေဝင်းဟဲ့လား နော်ဘူဘူစောင်းမောင်းအဲ့ဒီကနေတကယ်တော့ရှစ်လင်းလုံးရေးခင်ပါတပတ်ပဲဟိုသမရဖြစ်ခဲ့တာကရှိသေးတယ်နော်ဆရာစိန်လွင်ဆိုတာလေးအမစိန်လွင်၆တန်းတစောက်ကန်းဆိုပြီးတော့ဒီကောင်ဟလာကျွန်တော်អော်ကြတာအကြီးကျယ်ဆိုတော့အဲ့တော့ဖြစ်ခဲ့နောက်ဆုံးမှာပူတန်းရွှေအဲ့ကနေခင်ညော့အဆက်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 လာတာအဲ့တော့ဒီလူတွေကိုကြည်လေစောစောပြောတော့ wisdom ရှိမှမရှိတော့အဲ့တော့ဒီလူတွေနောက်ကိုလိုက်ခဲ့ရတဲ့အတိုင်းပြည်တွေဘာဖြစ်လဲကြ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  Okay 2015နေပြီးတော့လာပြီနောက်အဲ့မှာ2020 20အတင်း ဘသူကဘယ်အဖွဲ့အစည်းကအနာတိုင်းပြည်အုပ်ချုပ်မှုရခဲ့လဲဆိုတော့ NLD ပါတီဥဆောင်တဲ့ဒီမိုကရေစီအင်အားစုတွေကတိုင်းပြည်ကိုအုပ်ချုပ်ခွင့်အဲ့နဲ့တခါလဲအုတ်ချုံရခဲ့တယ်။အဲ့ဒီထဲမှာဘသူဥဆောင်လဲဆိုတော့နိုင်ငံတော်ဤအတိုင်းအမြံပုံကိုဒေါန်ဆန်းစုကြည်ဆိုပြီးတော့အဲ့တော့ဒေါန်ဆန်းစုကြည်ကဘလို့ ပုံကမျိုးလေလို့သူရဲ့ bio data နဲ့သူရဲ့ personality ကိုလေ့လာတဲ့အခါမှာစွန်းစွာပြောတဲ့ wisdom ဆိုတာပေါ်ထွက်လာတယ်ဆရာပေါ်ထွက်လာအဲ့မှာလေပညာရေးနဲ့ပတ်သက်ပြီးတော့ဦးသိန်းနေပြောခဲ့တဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့သူဖွင့်ခဲ့တဲ့ပညာရေးပြန်တွေ့ကြည့်လေနော်ဆိုတော့ကွာသွားပြီကွာသွားပြီဒီ9နှစ်လင်းတော့ဟိုမှာအုတ်ချုပ်ခဲ့တယ်ဗျာ190ဆိုထားလိုက်65နှစ်260ကျော်နော်ဒီ9နှစ်လေးအတော်တွင်းမှာနော် ဖြစ်လာလဲဒီပညာနဲ့ပတ်သက်ပြီးတော့မှလူတွေကဒါတောင်မှ तू ကလဲ तू ကလဲဆိုတာဒီ NLD ရသဆိုးရလဲတရားရဂိုင်းတော့မလုပ်ခဲ့ဘူးပြပြန်ပြောင်းလဲခဲ့ဘာကသားတွေကဟိုမှာဟိုဟိုဆန္ဒပြတာရှိတယ်ခမ်းပါတယ်မှာသွားပြီးဆန္ဒပြကျွန်တော်ကလေအဲ့တော့လူတော်တော်များများဟိုတမျိုးမြင်တယ်ဗျာကျွန်တော်လေမဟုတ်ဘူးတော့ဒီကလေးတွေမှာအတွေ့အကြုံရှိတယ်လို့ကျွန်တော်ဒီလိုတွေ့တယ်ကျွန်တော်တို့မှာဆရာ generation gap ဆိုတာရှိတယ်ခေတ်တိုင်းမှာအသက်ကြီးတဲ့လူနဲ့အသက်ငယ်တဲ့လူကွာမှုရှိတယ်အရာတိုင်းမှာကွာမှုရှိတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်ကတော့နည်းနည်း ကိုကလေဟိုလူငယ်ဆိုတော့ဗျာစိတ်ကိုပြောတာကျွန်တော်အသက်50ကျော်ပါပြီเนาะဆိုတော့ကိုကတော့လေဒီကလေးတွေကိုနည်းနည်းလိုက်ကြည့်တယ်ဟိုနေဘာလုပ်နေတာလဲ ဘလို့ရေလုံးနေတာလေအရှင်တော့အဲ့လေလပိတ်ဆိုင်နေမှာလေစုဘလို့တော့နေလေလင်းမချောက်ရောတော့ခေါင်းနဲ့ဆိုင်ပြီးတော့ချွတ်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 ချင်းလေမုံမမုံနဲ့ဟာပါလေကွာလုံးမရှိခိုင်းမရှိဒီကောင်တွေတရားကိုရစားလပိတ်ဆိုင်တိုင်းပြီးဒီဂိမ်းမဲ့လာဆော့ဘယ်ဟုတ်မလဲအခုအဲ့မှာရှေ့တန်းမှာတိုက်နေခေါင်းလေအဲ့ဂိမ်းကနီးစနေနဲ့စော်နေရတော့ဆက်သွားမလုပ်နဲ့ဟာသူတို့မှာဆိုတော့ဒါလေးတွေကပါလေဆိုတော့တင်ပေးတာမဟုတ်ဘဲနဲ့သူတို့အလိုလိုနေနေဖြစ်လာတဲ့ပညာပိုင်းကိုပညာပိုင်းဟုတ်တယ်ပညာပိုင်းရောက်သွားဆိုတော့ဒီအနမ်မလူခင် အနာမခိုးခင်မလူခင်ငါးနှစ်တာကာလအတောထဲမှာတကယ် western person နော် the person of western ပညာတတ်ပညာရှိပုဂ္ဂိုလ်ဥဆောင်ပြီးအုပ်ချုပ်ခဲ့တဲ့အခါတိုင်းပြည်ကဘာဖြစ်လာလဲအနှဲငယ်သောဖွံ့ဖြိုးတိုးတက်မှုလမ်းစာလေးတွေပေါ်လာတယ်နော်ဆရာမတူပါဘူးကျွန်တော်တို့မညာတန်းပြောရင် ကိုကိုကလည်းမညာတန်းပတ်ဝန်းကျင်လည်းမညာတန်းပြောရင်မတူပါဘူးပြုပြင်ပြောင်းလဲသွားတဲ့အရာလေးတွေပေါ်လာတယ်ဒါမှဆရာကြီးစူကြကဘူကအစင်းနဲ့တက်ခဲရတာနော်ဒါဘောဒါဘောလွတ်လွတ်လပ်လပ်မဟုတ်ဘူးဒါတော့မှနော်ဆိုတော့အဲ့တော့ပညာရှိကိုစိတ်ကက်ချင်းသည်ဘယ်လောက်အထီးအကျိုးသက်ရောက်မှုရှိလဲဆိုတာတိုင်းပြည်မှာငါနဲ့တာကလာငင်းလို့မရတဲ့ပကတိအမှန်တရားပါပဲလို့ဥစဉ်ကြီးဆွေးနွေးပါအောင်ဟုတ်ဆိုတော့ဒါဆရာကဒီ energy ငါနဲ့တတန်းကိုပြန်ပြီးတော့မှခောက်လိုက်တာမဟုတ်အဲ့မှာကဥစဉ်တို့က အများကြီးဗျပညာတတ်တဲ့သူတွေဥဆောင်မှုရဲ့နောက်မှာလိုက်ခဲ့ရတဲ့ပြည်သူတွေဟာပညာရဲရင်ပွဲလေတင့်သူလို့ပေါ့နော်နော်ပွဲလေမှာလည်းတင့်လာတယ်ဒီနေ့27ຫນွေဥဒေါ်လာရေးကိုဒီအင်းဒီအားထိရောက်လာခြင်းဟာဒီ9နှစ်တန်းရဲ့တက်ရောက်မှုလို့ပြောလို့ရရအောင်နော်ပညာရှိ ပညာတတ်တဲ့သူတွေပညာကြီးတဲ့သူတွေကအကောင်ကျိုးဆိုဟိုပေါ့နော်ဟိုအကြောင်းကျိုးအကောင်းဆိုးကိုဝေဖန်ပိုင်းခြားတတ်တဲ့သူတွေ9နှစ်လောက်9နှစ်တော့အပြည့်ဝမဟုတ်ပါဘူးယာအုတ်ချုံနိုင်လိုက်တဲ့အခြေအနေမှာလူတွေအားလုံးရဲရင်လာကြတယ်လေရဲရင်လာတဲ့အခါမှာဒါကြီးကတော့ဟိုတော့ကတော့မကောင်းတာမှသိတယ်လေဆရာမကောင်းတာမှသိတယ်ဒါပေမဲ့စက်ကျင်ဖို့အတွက်မဝင်ရဲဘူးအားမရှိဘူးအင်းအားမရှိဘူးအဲ့ဒါလေဟိုပညာမရှိခြင်းကြောင့်လေပညာမရှိလို့ပွဲလည်မှာမတင်တာလေဆိုတော့ အဲ့လိုတဖြည်းဖြည်းနဲ့ဦးသိန်းတို့ဟိဒီ9နှစ်တက်တန်းတည်းမှာလာပြီးတော့မှဟိဒီရက်တက်ရောက်မှုဟာဒီဒေါ်လာရင်းမှာဖြစ်ခဲ့တယ်ပေါ့ဒါပညာရှိတွေရဲ့ဒီကောင်းကျိုးတက်ရောက်မှုပေါ့နော်ပညာရှိတွေမိဘပေါင်းသိရရင်ကောင်းကျိုးတက်ရောက်မှုဖြစ်တယ်။နောက်ဒါအနည်းနဲ့အများမှာပဲအာနာယုကိုအပိဒါချိန်မိုးနိုင်တော့မှာအဲ့ချိန်ဆိုရင်ကောင်းမြတ်တဲ့အေးဦးဇင်းတို့ရဲ့ဒီဘောပေါ့ကောင်းကျိုးတက်ရောက်မှုတွေအများကြီးရရှိအောင်ပါပေါ့နော်ဒီကြံတဲ့အချက်ကိုလည်းဆက်ဆွေးနွေးပါမယ်ဆရာဆွေးနွေးဖို့ဦးဇင်းလှည့်ပေးပါအောင်မဆရာတင်ပါတင်ပါ တော့ဒီပညာရှိတွေနဲ့ဟိုပေါင်းတာဗောနော်တပိတော့မိခလာနာပြောတမန်တော်မုဟမ္မဒ်ကမိတ်နေဘူခါရီဩဝါဒတော့ကျမ်းမှာပါရှိတယ်သူကဥပမာလေးနဲ့ပြောတာဗောနော်ရေမွေးရောင်းတဲ့လူနေရာမှာနေရင်တော့အမွှေးနှံ့သာရမှာဟုတ်ကဲ့ဘဘဲဘူနာမှာနေရင်တော့မီးပေါက်ခြင်းခံရမှာဘဘဲဘူကလာတဲ့အပူတွေတန်းနေခံရမယ်သူကလွင့်လာတဲ့မီးစာတွေကျွန်တော်တို့ကိုဆင်မယ်ဆိုတော့နောက်တစ်ခုကဒီ တမန်တော်မုဟမ္မဒ်သခင်ရဲ့ဩဝါဒတော်မှာပဲပါတယ်တမန်တော်မုဟမ္မဒ်သခင်ကမိန့်တာကပညာဆိုတာမိုးရေနဲ့တူတယ်တဲ့ဟာဒီမိုးရေဟာမြေထဲကိုဝင်သွားမယ်မြေစည်းလွားတွေကောင်းလာမယ်အပင်တွေပေါက်လာမယ်လူတွေရေတောက်လို့ရမယ်တော့တခြားသောဝိညာဉ်တ attva တွေရှင်သန်မှုအတွက်အကြောင်းခံဖြစ်တယ်ပညာဆိုတာအဲ့ဒီရေလိုပဲလူလူအဖွဲ့အစည်းတစ်ခုမှာအဲ့ဒီပညာဆိုတဲ့ရေကြီးတစ်ပေါက်ရောက်သွားပြီဆိုတာ ਨੇ လူအဖွဲ့အစည်းတစ်ခုလုံးလမ်းလာကောင်းကျိုးဖြစ်လာမယ်ကောင်းကျိုးတွေဖြစ်လာမယ် ตายาลาเมဖွင့်ပြိုးလာเมနောက်တစ်ခုကဟိုဒီရှေးရှေးတုန်းကဘယင်နေဆိုရင်သူတို့တိုင်းနိုင်ငံတည်တော့မှာဆိုရင်ရေပင်နာရှိလေရှားအရင်ရှားတာเนาะရေကောင်းကောင်းရမဲ့နေရာမှာပဲတိုင်းပြည်တွေတည်ကြတာထိုနည်းတူစွာပဲအဲ့ဒီတိုင်းပြည်တိဆောက်တဲ့နေရာမှာအရေးကြီးဆုံးရေကပညာဆိုတဲ့ရေပါပဲဒီရေကြီးတပေါက်ကိုကျွန်တော်တို့လူသူကြားထဲမှာရောက်သွားတယ်ဆိုရင်ဓမ္မနဲ့အဓမ္မဘယ်ဟာကမတရားဘူးဘယ်ဟာကတရားတယ် လူတို့ကဒါကိုဘာဖြစ်လို့စန့်ကျင်ရခေါ်မလဲ88မှာလည်းလူတွေစန့်ကျင်တယ်စန့်ကျင်နော်သူတို့ဘယ်ကအတ္တမဆိုတာသိတယ်ပြောခွင့်မတားလို့သာမပြောကြဘူး2021မှာလည်းထိုနည်းတူစွာစန့်ကျင်ကြတယ်တော်လန်ကြတယ်ဒီခေတ်ကျတော့ပုံပြီးတော့ဟိုပါပေါ့ခင့်မိသွားတာကနှီးပညာနဲ့ပါတော်လန်တယ်အဥမာဟိုပါတယ်ကလစ်တူဒိုနေတူဟုတ်တယ်ဟုတ်လားအခုဒီမှာဟိုကမ်ပိန်းတွေလုပ်တယ်ဟုတ်လားမင်းတို့ဒီ YouTube လေးကိုဝင်ကြည့်လိုက်တာနဲ့ဟိုဒီ တကယ်ရှည်တန်းစစ်မျက်နှာပြင်မှာရှိတဲ့ရဲဘော်တွေစီငွေကြေးရောက်ရတယ်ဟောဒီလိုနှီးပညာတွေကဒီလူငယ်တွေကြောင့်လူငယ်တွေရဲ့တွေးတောဟိုမှုနောက်တစ်ခုကပညာရှိလာတာနဲ့အမြလူတွေဟာပုံကိုယ်ဆွဲဝါရာဆွဲတွေကင်းလာတယ်ကင်းလာတယ်ဟုတ်တယ်နော်သူကချင်းမှာတပိတော်ပြောဆိုသူကမူပေါ်မှာပဲရက်တော်တာလူပေါ်မှာမရက်တော့ဆရာနဲ့ကျွန်တော်နဲ့အရန်ခင်တယ်ဒါပေမဲ့ဆရာမဟုတ်တာလုံးရင်ကျွန်တော်ချက်ချင်းကျွန်တော်ပြောတာဘာဖြစ်လို့ကျွန်တော်ပညာရှိတယ်ဒါပေါ့ဆရာဒီရရဲ့ဆရာကျွန်တော် အပြူသဘောဆောင်တဲ့သဘောနဲ့ဆရာကိုကျွန်တော်ပြောမယ်မကြိုက်ဘူးဟာလားဘာလို့လဲကျွန်တော်ပညာရှိတယ်လေဟိုဆရာပညာမရှိတဲ့လူကကျွန်တော်ဆရာနဲ့ကျွန်တော်နဲ့ခင်းနေဟေးဆရာမမမမကျွန်တော်ကဆရာနဲ့အတူတူကယက်တီမှာပဲဟောပညာရှိလာတာနဲ့အများသောမူပါဒပေါ်မှာယက်တီလာဟောဆရာနာရှင်ကရှေ့မှာဆရာပြောသလိုပညာကိုဘာဖြစ်လို့သင်ကိုလိုက်လဲဆိုတော့ပညာမရှိမှဘယ်ဟာအမှန်ဘယ်ဟာအမှန်မသိတော့ပိုင်းခြားတတ်တော့နောက်တစ်ခုက ပညာမရှိတဲ့အပေါ်မှာတက်တည်မရှိပညာရှိတဲ့လူကတက်တည်ရှိရနော်ပညာရှိတဲ့လူကတက်တည်ရှိကိုကျွန်တော်တို့ဒီဘုရားဗုဒ္ဓယေရှုယေရှုတမန်တော်မုဟမ္မဒ်ကြည်လာအကုန်လုံးကသူတို့ခေသူတို့အခါလာမှာသူတို့တကယ်နေရမှာဆိုဘယင်လိုနေလို့ရဟုတ်တယ်တမန်တော်မုဟမ္မဒ်ကလာအမုံမြတ်ဆုံးမျိုးနွယ်တွေကနေပွင့်ပေါ်လာတယ်သူ့ကိုပြောတယ်လိုချင်တာပြောရာဘူးလိုချင်လားအချောဆုံးအလှဆုံးမိန်းကလေးလိုချင်လားအဥ္စာပစ္စည်းလိုချင်လားအကုန်ပေးမယ် မင်းတစ္ဆာဓမ္မဟောတာပဲယက်တမန်တော်မုဟမ္မဒ်ကညာဘက်မှာနေမဲဘယ်ဘက်မှာလာမဲထည့်ပင်လဲတစ္ဆာဓမ္မတရားဟောတာဘယ်တော့မရောက်ဘူးတခင်ယေရှုလည်းဒီတိုင်းပဲဗုဒ္ဓလည်းဗုဒ္ဓဆိုရင် तू နန်းအောင်ဆွန့်ခဲ့တာဟုတ်တယ်တခင်ယေရှုကလည်း तू နေတဲ့ဆိုဟိုလူတွေကဝိုင်းချီးမြောက်ပါလေဒါပေါ့နော်ချီးမြောက်တာဒါပေမဲ့မဟုတ်ဘူး तू ကမတရားတာမှန်တယ်မြတ် तू လက်မခံဘာဖြစ်လို့သူတို့မှာပညာဘုရားသခင်ကချီးမြှင့်တာအဲ့ဒီအတွက်ကြောင့်သူတို့ကသူတို့ရှိတဲ့ပညာရဘလို့မှမနေပညာရှိတဲ့လူကနေကိုမနေနိုင်တာမတရားတာမြင်ရောက်မို့ မြန်မာနိုင်ငံမှာတော်လန်ဆက်ကျင်တဲ့သူတွေအားလုံးဟာပညာရေးရနေလာတဲ့လူတွေများတယ်။နော်အခုတောင်တောင်သားသမဂ္ဂတွေပဲကြည်ကြည်ဟိုဒီဒီမိုကရေစီဒီနေရာမှာတခုအရေးကြီးတာကဘာလဲဆိုရင်ကိုတိတဲ့အရာခုနကကိုရန်အာယာလေးကိုပြန်ကောက်ရင်ဝလာတက်ဖူမာလိုက်ဆာလကဘီအီဒီမိုကရေစီသွားကျင်ဒီမိုကရေစီတိဖို့လိုတယ်။ဒါပေါ့ဖက်ဒရယ်သွားကျင်တော့ဖက်ဒရယ်ဆိုတော့ပါဇက်ကလွယ်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 မပြောနဲ့ဒီမိုကရေစီသွားကျင်ဒီမိုကရေစီပါလဲဖက်ဒရယ်ပါလဲတိချာတိမှလုပ်လို့ရတယ် ဆိုတော့အဲ့ဒါလည်းအရေးကြီးတယ်ကိုမသိတဲ့နောက်ကိုဇွတ်လိုက်လို့လည်းမရဘူးဟာငါတို့ကဒီမိုကရေစီလိုချင်တာဒါပေမဲ့လူနည်းစုခွင့်ရတော့မပေးနိုင်ဘူးဆိုတော့အဲ့ဒါဒီမိုကရေစီမှမဟုတ်တာနော်ငါတို့ကဒီမိုကရေစီလိုချင်တဲ့တောင်းသားတွေငါတို့အတွက်ဝင်ရှော့ရင်တော့ငါတို့ကချပါပဲဆိုရင်ဒီမိုကရေစီမှမဟုတ်တာငါတို့ငါတို့ကဒီမိုကရေစီတော့လိုချင်တယ်ငါတို့စာနာပြရင်တော့ထောင်းနဲ့ထဲကွာ ဆရာနာရှင်လို့သူလို့အကုန်လုံး6000ကျောက်ခါရပါရောက်မှဖြက်စည်းနဲ့59ဆလို့ဖြက်စည်းနဲ့ဆိုတာအဲ့ဒါကြရတယ်တိတ်မဟုတ်တော့ဆိုတော့ဒီမိုကရေစီတကယ်လို့ချင်းပြင်းပြပြင်းအကောင့်ထဲပေါ်ဖို့လိုတယ်ပညာဆိုတာကဘယ်နေရာမှာနိုင်ငံတိဆောက်ရေးမှာရဖြစ်ဖြစ်နောက်လိုက်မှာလည်းလိုအပ်တယ်လို့ခေါင်းဆောင်တွေမှာလည်းလိုအပ်တယ်နောက်တစ်ခုကခေါင်းဆောင်တွေတစ်ဖြတ်သေးကျွန်တော်တို့ကသွားပြီးတော့မင်းတို့ပညာရှိနေဖို့လိုအပ်တယ်လို့ကျွန်တော်တို့လွှတ်ထားလို့မရအောင်နောက်လိုက်တဲ့လူကလည်းပညာရှိရမယ်။အစ္စလာမ်တရားတော်မှာဆိုရင်အဲ့လို ဥဆောင်တဲ့လူရောနောက်လိုက်တဲ့လူရောနောက်ဥတ္တဖတ်စလုံးကပညာရှိရမယ်။ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာဥဆောင်တဲ့လူကတခုခုမှားရင်းချွတ်ချော်သွားရင်နောက်ကနေပြီးအစဉ်စစ်ဒါခမည်းမှားနေတယ်လို့ပြောရတဲ့တတ္တိပြောရတဲ့ပညာရှိရမယ်။အဲ့ဒါမှနောက်လိုက်ကောင်းပြီးသားတာ။အေးဘာပြောပြောငါတို့ကလက်ညှိုးထောင်မဲ့ခေါင်းငိမ်မဲ့ဆိုရင်တော့ပညာရှိတာမှမဟုတ်ဘူး။ဟုတ်ပါဘူး။ဒါပညာရှိတဲ့လူဖွဲ့စည်းလဲဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။နောက်တစ်ခုကဥဆောင်တဲ့သူတွေကလည်းအများရန်စိတ်ထဲမှာအစဉ်စဉ်ထားရမှာငါတို့မှားရင်ဘလို့လူကပဲလာပြောပြောလက်ခံ ကျွန်တော်တို့မှာတာဝကာကြီးဥမာဆိုတာရှိတယ်သူ့အမျိုးသမီးတယောက်ကလည်းပြီးလာပြီးပြောတယ်ခမရတရားတော်နဲ့ဆန့်ကျင်တဲ့အလုပ်တွေလုပ်တယ်ပုံမှန်ဆိုရင်သူကတမရာကြီးလေတတ်စေဆိုလုပ်လို့ရတယ်ဒါပေမဲ့သူကဘာပြောလဲကျေးဇူးတင်လိုက်တာတဲ့သူ့ကိုအခုလိုလေးလာပြောပြတယ်သူမားနေဘယ်သူမှဆိုလာပြောပါတဲ့အဲ့လိုပြောတာကိုကျေးဇူးတင်တယ်သူကဥဆောင်တဲ့သူတွေကလည်းအဲ့ဒါလိုအပ်ပါတယ်ဘာလို့လဲဆိုတော့ပညာတကယ်ရှိတဲ့သူတွေဟာသူမားနေကြောင်းလာပြောရင်ကိုဝမ်းသာတယ် တင်ကြမရှိတဲ့သူကကျတော့ဆရာကိုကျွန်တော်လာပြောဆရာဒါမားတယ်ဆိုရင်တစ်သလုံးပတ်သက်တော့ဘလော့ကွာချဘတလုံးဘတ်တာဘူးသူတော့မတွေ့တော့ဒါပညာမဲ့တွေရဲ့လို့ပဲဒါကြောင့်မို့ဒီလူအဖွဲ့အစည်းမှာနိုင်ငံတနိုင်ငံမှာအေးချမ်းဖို့တာယာဖို့ဝါပြောဖို့နောက်တစ်ခုကလူကိုလူလိုတန်ဖို့ထားပြီးတော့လူအခွင့်အရေးတွေကိုတကယ်ရရှိဖို့ဆိုရင်ပညာဆိုတာကကျွန်တော်တို့တိုင်းပြည်မှာကအင်မတန်အရေးကြီးလိုအပ်နေတဲ့ရည်ကြီးတစ်ပေါက်ဖြစ်ပါတယ်ဒါကတော့ ပညာရှိတို့ရဲ့ကောင်းကျိုးတက်ရောက်မှုနဲ့ပညာရှိကိုမိဝဲသိကပေါင်းတင်ခြင်းခေါင်းစဉ်နဲ့ဆွေးနွေးတင်ပြခဲ့တယ်ဆွေးနွေးချက်အပိုင်း၃ပဲဖြစ်ပါတယ်ဆွေးနွေးချက်အပိုင်းလေးကိုဆက်လက်တင်ပြမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်တဲ့သူတွေအကြောင်းကိုတင်ကောင်းပါပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်